ူတို့ရဲ့တမိုင်းကိုသူတို့ကိုယ်တိုင်ရေးဖို့အသင့်ဖြစ်နေပြီလို့အာတီတာကျောင်းကဘလုံးကျသူများအတွက်ကျမတို့ရဲ့ 1million channel လေးကပြန်လည်ကြိုဆိုလိုက်ပါရစေ။မနေ့ညအာဆင်နယ်အသင်းနဲ့ Real Madrid အသင်းတို့ရဲ့ Champion League Quarter Final ပထမကြော့ပွဲစဉ်မှာ Asian Arsenal ကဒုတိယပိုင်းတွင်ကိုရင်းနဲ့ Real ကို3ဂိုးပြတ်နဲ့အနိုင်ရခဲ့ပြီးနောက် Arsenal နီးပြ Mikel Arteta ကသူတို့ရဲ့တမိုင်းကိုသူတို့ကိုယ်တိုင်ရေးဖို့အသင့်ဖြစ်နေပြီလို့ကျောင်းကပြောဆိုလိုက်ပါရစေ။ ချန်ပီယံလိပြိုင်ပွဲကြီးမှာ15ချိန်ထိတောင်ချန်ပီယံဖြစ်သွားသလိုလက်ရှိချန်ပီယံလည်းဖြစ်တဲ့ရီယယ်လိုသင်းမျိုးကိုဒက်ကလန်ရာရှိဖရီကစ်ကိုနှစ်ဂိုးပြင်တိုက်စစ်မှုနေရာဝင်ကစားတဲ့မော်ရီနိုရဲ့ဂိုးတွေနဲ့3ဂိုးဂိုးမရှိဆိုတဲ့ရှာလန်နဲ့အနိုင်ရခဲ့တာကြောင့်စီမီဖိုင်နယ်တန်လန်မှုပါအခြေအနေကောင်းသွားခဲ့ပါတယ်အာဆင်နယ်ကချန်ပီယံလိပြိုင်ပွဲမှာစီမီဖိုင်နယ်အဆင့်ထိမတက်လန်းနိုင်ခဲ့တာကစကြောင်းနဲ့ထိအောင်ကြာမြင့်နေပြီဖြစ်ပေမဲ့အခုချိန်နေမှာတော့စီမီဖိုင်နယ်စီရောက်ရှိနိုင်မှုက80ရာခိုင်နှုန်းလောက်တည်ချနေပြီလို့ဆိုနိုင်ပါတယ် အသင်းရဲ့ချင်းတွေနဲ့ပတ်သက်ပြီးနီးပြအာဒီတာက ီသင်းနဲ့20နှစ်လလုံးမကစားခဲ့ရသလိုဒီပြိုင်ပွဲမှာတေချာတဲ့အောင်မြင်မှုမရတဲ့အခါမင်းရဲ့သမိုင်းကိုကိုရိုင်းရှေဖို့ပြင်ဆင်ထားမယ်ဒီလိုညတွေမှာမင်းရဲ့သမိုင်းကိုရှေနိုင်တယ်ဒါဟာကျွန်တော်တို့ကစားသမားတွေရဲ့စုပေါင်းဆွေးရင်းနဲ့တဦးချင်းရဲ့ချင်းရနေထွက်လာတာအခုကျွန်တော်တို့မှာပေးစရာအများကြီးကြံသေးတယ်လို့ပြောဆိုခဲ့ပါတယ်ဒါပေမဲ့အာဒီတာကဒီပွဲဟာနှစ်ကြော့ကစားရမှာဖြစ်လို့ပထမပိုင်းရှာလက်ပဲဖြစ်တယ်ဆိုပြီးကစားသမားတွေရောပြည်သက်တွေကိုပါထပ်ခါတင်းတင်းနဲ့သတိပေးခဲ့ပါတယ် ဒီနိုင်မွဲကိုပြောရမှာပါဒါပေမဲ့အခုပထမပိုင်းမဲ့ပြီးသေးတယ်မက်ဒရစ်မှာပိုကောင်းအောင်လုပ်ရမယ်ကျွန်တော်ဒီလိုဖြစ်နိုင်တယ်လို့ယုံကြည်ခဲ့တယ်ပွဲမတိုင်ခင်ကျွန်တော်တို့သူတို့ကိုဒုက္ခပေးနိုင်မယ်လို့ခံစားရတယ်ဒါပေမဲ့အဲ့ဒါကိုဖြစ်အောင်လုပ်ရမယ်ဒီလိုစိတ်ထားနဲ့ယုံကြည်ချက်ရှိရင်ဖြစ်နိုင်တယ်ကျွန်တော်တို့လုပ်ပြခဲ့ပြီးပြီဒါပေမဲ့ဒါကပထမပိုင်းမဲ့လို့အာဒီတာကသတိပေးလိုက်ပါတယ် အာဒီတာကအသင်းရဲ့စူပေါင်းဆွမ်းဆောင်ရင်းနဲ့မော်ဆန်တဲ့အခိုက်အတန့်တွေကဒီညရဲ့အဓိကအကွာခြားချက်ဖြစ်ခဲ့တယ်လို့ပြောခဲ့ပြီးဒက်ကလန်ရိုက်ရဲ့ free kick ကနေဂိုးနှစ်ဂိုးသွင်းခဲ့တာကိုအတူမီမောင်းထုတ်ပြခဲ့တယ်။ဒါရိုက်ရဲ့ပထမဆုံး free kick ဂိုးတွေဖြစ်ပြီးဒီဆွမ်းရဲ့ကိုသူအချိန်ကြာကြီးလေ့ကျင့်ခဲ့တာလို့ပွင့်ဟပြောဆိုခဲ့ပါတယ်။